တနစ်ထဲမှာပဲဝုံတိုင်းတက်လာတဲ့ဖတ်ဒီမရဲ့စံတော်လူတွေကမချီကျူးပဲမနေနိုင်ကြပါဘူးဖတ်ဒီမဆိုတာကသမယာသီးလုံးလေးတွေကိုဥပိန်တကားမှာတုပ်ပြီးတော့ရောင်းရင်းနဲ့လိုင်းပေါ်မှာတင်ရကနေပြီးတော့နာမည်ကြီးလာပါတယ်သူ့ရဲ့သမယာသီးကဘလောက်တောင်နာမည်ကြီးလဲဆိုရင်မြမပြည်တဲ့က တချို့မန္တလေးကဝေးတဲ့နေရာတွေကတောင်မှပဲသူ့စီကိုကားနဲ့လာပြီးတော့ဒီအချင်းမောင်းကိုဝယ်စားရတဲ့အထိနာမည်ကြီးပါတယ်။တချို့လေဆိုရင်ဒီသူ့စီကအချင်းမောင်းကိုပေါ့နော်ဝယ်ပြီးရောင်းရလောက်အောင်ထိတချို့မုံရွာရန်ကုန်တခြားမြို့နယ်တွေမှာရောင်းရလောက်အောင်ထိသူ့ရဲ့သမယာတီကနာမည်ကြီးခဲ့ပါတယ်။အခုတော့သမယာတီရဲ့ အကျိုးကျေးဇူးနဲ့ပေါ့နော်သူကငားရီခွန်နေတခြားအကျော်ဆုံးနေပေါ့နော်ဆက်ပြီးတော့တင်ရောက်ရင်းနဲ့အခုတော့ကိုပိုင်အိမ်နေကိုပိုင်ဆိုင်ငန်းနေနေမင်္ဂလာရနေရန်ကုန်ကိုဆိုင်ဖွင့်နိုင်တဲ့အထီးကိုသူရဲ့ဆန်ကအရန်အားကောင်းလာပါတယ်။ဒါကြောင့်ရှေးလူကြီးတွေကပြောကြတာထင်တယ်လူတယောက်ဟာလှန်ထမ်းလာတာပဲမြင်မယ်ကန်ထမ်းလာတာတော့မမြင်ဘူးတဲ့။ဘယ်နေ့တဲ့ချိန်မှာဘလို့မျိုးကြီးပွားတိုးတက်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူး။